မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မြင်းလင်းသတင်းအမှတ်စဉ်236ကိုဖော်ပြပေးကြပါမယ်ဒီကနေ့2ရက်စင်လာ2025ခုနှစ်မြန်မာစံတော်ချိန်2:59မိနစ်49စက္ကန့်ချိန်မှာတော့အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အားရတာစကေ3.6အဆင့်ရှိတဲ့အင်အားအနှင်းငယ်ရှိတဲ့မြင်းလင်းတစ်ခုမရီယာမျိုးရဲ့ အရှေ့မြောက်ဘက်ခုနှစ်မိုင်ကပ်အကွာမှာလှုပ်ခတ်သွားတယ်လို့မိုးလွတ်သားနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းအားကောင်းသောမုန်တိုင်းငယ်တဲ့အမှတ်စဉ်33မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်အောက်တိုဘာ2ရက်နေ့ဒီနေ့မှာစံတော်ချိန်မွန်တက်7နိုင်ချိန်ထုတ်ပြန်ကြမှာတော့အားကောင်းသောမုန်တိုင်းငယ်ချိန်ဒီဟာဒီနေ့မှာစံတော်ချိန်မနက်7နိုင်ခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းလေတကောင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ် Depression ကတော့ မြောက်အနောက်မြောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့မြန်မာနိုင်ငံစစ်တွေမျိုးရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်435မိုင်ကအိန္ဒိယနိုင်ငံပူရီမျိုးရဲ့တောင်အနောက်တောင်ဘက်ရေမိုင်105မိုင်ကကိုဘာဘူမျိုးရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်80မိုင်ကနဲ့ပါရာတီမျိုးရဲ့တောင်အနောက်တောင်ဘက်ရေမိုင်145မိုင်ကအကွာပင်လယ်ပြင်ကိုဖိုးပြနေပါဗျာ။ အားကောင်းသောမွန်နိုင်ငံရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကဦးတည်ရရှာမဲ့အခြေအနေမရှိလို့အဝါရောင်အဆင့်လို့သတ်မှတ်ပါရယ်။အားကောင်းသောမွန်နိုင်ငံရဲ့တီနီယာဗဟိုချက်လေပြင်းအားနဲ့လေတိုင်းတော့ဟအဆိုပါအားကောင်းသောမွန်နိုင်ငံကတော့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်မြောက်လက်တီကျူ16.2ဒီဂရီနဲ့အရှိလောင်ကြီးကျူ85.8ဒီဂရီမှာတည်ရှိပြီးတော့ဗဟိုချက်လေပြင်းအားကတော့998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတော့ကတော့တနအီကို35မိုင်ကနေမိုင်40နှုန်းကဖြစ်ပါရယ်။ အဆိုပါအားကောင်းတော်မူနိုင်ငယ်ကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့ဒီနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအရိတပြည်နယ်နဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ Interpretive ကမ်းခြေတွေကိုဂိုဘာပူမြို့နယ်ပါရာတင်မြို့ကြားကနေဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါအားကောင်းတော်မှုနိုင်ငံအရှင်ကြောင့်ဒီနေ့မနက်ကနေနောက်24နာရီအတွင်းမှာတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အရာရတိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာနှံ့ပြမိုးထချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးတာနဲ့အတူတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။ ညဝကြုံပေါ်ရခိုင်ကရန်တက်လျှောက်နေကန်းတော်ပင်လေပြင်မှာတခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအိကို35မိုင်တိတိုက်ခတ်ပါမယ်။လှိုင်းမြဟာညဝကြုံပေါ်ရခိုင်ကရန်တက်လျှောက်နေကန်းတော်ပင်လေပြင်မှာတော့10ပြီကနေ12ပြီကရှိပါမယ်။မိုးဓမကွေမွန်တရဲနိုင်ကရန်တက်လျှောက်နေကန်းတော်ပင်လေပြင်မှာတခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းတင်တင်ကနေလှမ်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စင်ရေပြင်မြေပြင်လေပြင်ဟာတနအိကို25မိုင်ကနေမိုင်30တိတိုက်ခတ်ပါမယ်။လှိုင်းမြဟာမိုးဓမကွေမွန်တရဲနိုင်ကရန်တက်လျှောက် နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့ရှစ်ပေကနေဆယ်ပေကရှိပါမယ်ရှင်။ ဒါကြောင့်အားကောင်းတော်မှုနိုင်ငယ်အစဉ်ကြောင့်ပဲမိုးသက်ထန်စွာရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြတာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အစိုးရဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင်းငယ်ချောင်းငယ်အနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်းသွားလာရင်လေကြောင်းပြန်တဲ့ရမကန်ရက်တရှောင်းနဲ့ကန်းတော်ပင်လယ်ပြင်မှာရှိတဲ့ကန်းနီကန်းဝေငါးဖက်ရင်နဲ့သင်းမောတွေနဲ့ဆင်မြောင်းတာမှန်တွေအနေနဲ့လည်း လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီနေ့2ရက်ဆယ်လာ2025ရဲ့နေ့မနက်6နာရီခွဲချိန်ထိတိုင်းထွာတဲ့မြို့ရဲ့အခြေအနေကိုဖော်ပြပေးကြပါမယ်။မြင်းကြီးနားမြို့ကတော့ငါးဘေခွဲကထပ်ပြီးတက်ပါတယ်။ မြကျင်းနှမျိုးရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့28.8ဒီဂရီနဲ့အနည်းဆုံးအပူချိန်ကတော့16.6ဒီဂရီဖြစ်ပါတယ်။မြကျင်းနှမြေဟာစိုးရိမ်ရေမှ1200စင်တီမီတာကိုရောက်ရှိဖို့635စင်တီမီတာ22ပေနီနီကန်အလိုမှရောက်ရှိနေပါတယ်။မြကျင်းနှမြေဟာမနေ့ကညနေပိုင်းကလည်းဒီနေ့မနက်ပိုင်းလေးစွတ်စွတ်ပေါင်း 195စင်တီမီတာ6ပေခွဲနည်းနည်းမြင့်တက်ခဲ့ပြီလေဖြစ်ပါတယ်။နောက်2ပေကနေ3ပေကထပ်ပြီးတက်နိုင်သေးတယ်လို့ဆိုပါရယ်။မြည့်ရဲ့အတဲကြာပုံမှန်အနေထားကမ်းမှရှိနေပါမယ်။ထိုကဲမြည့်ရဲ့ကြီးနိုင်တဲ့အခြေအနေတော့မရှိသေးဘူးလို့လည်းဆိုပါရယ်။ ARE မြည့်အထက်ပိုင်းမှာတော့မိုးအသင်တဲရှိနေပါတယ်။တခါတရံမှာတော့ ARE မြစ်ဆောင်အထက်ပိုင်းမှာတော့နေရာကွက်ပြီးတော့မိုးသေးထန်စွာရွာသွန်းလာတဲ့ကြောင့်မြကြီးနာမြည့်ရဲ့ကြာစင်နေရာကနေပြန်တက်လာတာမျိုးတွေအချိန်ချင်းဖြစ်ပါအောင်မယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တခုလုံးမြမပြည်မြောက်ပိုင်းစွန်ဒေသတွေနဲ့အရာရီမြစ်အထက်ပိုင်းမေခါမြစ်နယ်မလိခမြဝန်ဒေသတွေမှာတော့မိုးတိုက်တောင်ဖြစ်တော်မူအားသင့်တဲ့ရှိနေပါတယ်။အရာရီမြို့တလျှောက်နဲ့ချင်းရွှေမြို့တလျှောက်မြကန်းအနီးမြင်းနှိမ့်ဒေသနဲ့မြင်းနူးကျွန်းတွေမှာတော့စိုက်ပျိုးလောက်ကိုင်းနေနေထိုင်နေကြတဲ့တောင်သူတွေနဲ့ရေလုံသားတွေအရာရီမြစ်ကြီးကိုအမိပြုနေထိုင်ရှောက်ွေးစားတောက်ကြတဲ့မိဘပြည်သူတွေအလုံးသိရှိနိုင်ဖို့အတွက်ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ချင်းရွှေမြို့ရဲ့အခြေအနေမှာတော့ခန်းနီးမြစ်ဟာ တပေကျော်ကပြန်တက်ပါမယ်။မနေ့ကညနေ6နာရီခွဲကနေ7နာရီအတွင်းဖြစ်ပါတယ်။မုံရွာမြေကတော့တလမကန်ထပ်ပြီးကြာပြီးတော့ ချင်းနှမြက်အထက်ပိုင်းမှာလက်တလုံးမှာတော့မိုးအားနှင်းငယ်ကနေအသင်းတည်ရှိနေပါတယ်။နောက်နေရက်ခန့်အထိချင်းနှမြက်အထက်ပိုင်းဒေသတွေမိုးအားကောင်းလာနိုင်တဲ့အတွက်ဒီရက်ပိုင်းတည်းမှာချင်းနှမြက်ရိုးတခြားမှာရှိတဲ့မြို့တွေအလုံးမှာမြို့အစဉ်လိုက်တစ်ဖက်မြို့အစဉ်လိုက်အတက်ဖက်ကိုဦးတည်နေပါဦးမယ်။ချင်းနှမြက်ရဲ့အတက်ကြာပုံမှန်အနေထားကန်ရှိပါမယ်။ထူးကဲမြက်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူး။ခန်းနေမြက်ကတော့ဖြည်းဖြည်းချင်းဆက်လက်မြင့်တက်ပါမယ်။ Homeland မြက်ကတော့အနှင်းငယ်သာထက်ကြပြီးတော့ဒီနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်ပါမယ်။ဖောင်းပြင်းမြက်ကတော့ဖြည်းဖြည်း ချင်းဆက်နိုင်ကြဆင်ပါမယ်။မော်လိုက်မြည်ကတော့ဖြည်းဖြည်းချင်းဆက်ပြီးတော့ကြဆင်နေပါမယ်။ကလေးဝမြည်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။မင်းကိမြည်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။ကဏီမြည်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။မော်ရမြို့မြည်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။အေရီမြည်ကတော့မြကြီးနာမြည်ပြန်တက်လာပြီဖြစ်လို့အေရီမျိုးတက်ရှောင်မျိုးတွေအားလုံးမှာတော့မျိုးအစဉ်လိုက်မြည်တွေပြန်လဲမြင့်တက်လာမှာဖြစ်တဲ့ကြောင့်အသိပေးဖော်ပြခဲ့ပါရစေ။ ။မမော်မြင့်ရမှာတော့အနှဲငယ်သာထက်ကြနိုင်ပြီးတော့ဒီနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရွှေကူမြို့ညကတော့ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါအောင်မယ်။ကတားမြင့်ကတော့ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းပါမယ်။ထီးကြိုက်မှာလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကျဆင်းပါမယ်။တပိတ်ချင်းမန္တလေး၊စကိုင်းမြင်းမူပခုံးကူနဲ့ညအောင်မှာလည်းပဲဖြည်းဖြည်းချင်းဆက်လက်ကျဆင်းပါမယ်။ဒါအပြင်6မင်းဘူး၊မကွေ၊အောင်လံပြည်မြို့ စိတ်သာဟင်းသရဇလုံမျိုးတွေမှာတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်ပါမယ်။ ARD မြင့်ရီမြင့်တက်တာကို24နာရီစောင့်ကြည့်ဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါရယ်။ထူးခြားမှုရှိလာရင်လည်းအချိန်နဲ့တပြေးညီဖော်ပြပေးသွားအောင်မယ်လို့ဆိုပါရယ်။ဆက်လက်ပြီးတော့လည်းမိုးလေဝသအခြေအနေကိုဖော်ပြပေးကြပါရယ်။2025ခုနှစ်စက်တဘာ29ရက်ကနေအောက်တိုဘာ5ရက်အထိခမန်းချက်မှာတော့ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာနောက်တောင်ဘုံတုံးလေးဟာအားကောင်းရာကနေအားလုံးကောင်းပါရယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာလာမယ့်အော်တိုဘာလတရက်နေ့ကမှာတော့လေဖိအားနဲ့ရောင်းဝတ်တခုဖြစ်ပေါ်ပါမယ်။ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းဘူအလိုင်းကတော့ဒီနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတွေကိုဖြတ်ကျော်ဝင်ရောက်ပြီးတော့ကုန်းတွေပိုင်းမုန်တိုင်းအဖြစ်နဲ့လာအိုနိုင်ငံအလယ်ပိုင်းကိုဆက်လက်ဖြတ်ကျော်ပါမယ်။အဆိုပါကုန်းတွေမုန်တိုင်းကတော့စက်တင်ဘာ30ရက်နေ့မနက်ပိုင်းမှာတော့မြန်မာနိုင်ငံအရှေ့ကျမ်းမှာအပြော့ပြက်ပြဲသွားပါတယ်။ မိုးချင်းတွေကတော့အနောက်ဘက်ဘင်္ဂလားပင်လယ်ကနေပြည်အာနယ်ရောက်အောင်အရှင်ကြောင်းလကောင်မြန်မာနိုင်ငံအရှိကြကမုန်တိုင်းအကျဉ်းကျန်ဆယ်ရီကြောင်းလကောင်မြန်မာနိုင်ငံဒေသတွေမှာရှက်ပင်နယ်တောင်ပိုင်းနေရာနှံပြားမှာမိုးရွာသွန်ပါမယ်အထူးသဖြင့်စက်တင်ဘာလ29ရက်နေ့30ရက်နေ့တွေမှာတော့ရှက်ပင်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်ကရင်ပြည်နယ်ပဲခူးတိုင်းတရိုင်းနယ်တိုင်းမှာတော့ နေရာကွက်ပြီးမှုကြည့်တာတဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပါပဲ။အော်တိုဘာ၁ရက်နဲ့၂ရက်နေ့တွေမှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်း၊ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမှုကြည့်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။အော်တိုဘာ၄ရက်နဲ့၅ရက်နေ့တွေမှာတော့မိုးအားပြန်လဲလျော့ကျနိုင်ပါတယ်။ဒီရက်သက်တစ်ပတ်အတွင်းမိုးသည်ထနိုင်တဲ့အခြေအနေရှိလို့မြေကြီးကြီးတာလျက်ပြက်ရည်လွမ်းမှုတာတောင်ကြီးရှန်တာနဲ့မြေပြိုတဲ့အန္တရာယ်တွေကိုအထူးသတိပြုပြီးတော့ကြိုးကျင်ကြိုးတင်ရှောင်ရှားနိုင်ဖို့အကြံပြုလာပါတယ်။ ဆက်လက်ပြီးတော့အောက်တိုဘာ၂ရက်အတွင်းဘလူးသားခံမှန်းချက်ကိုဖော်ပြပေးကြပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်သင်းတွေကနေတိမ်ထွက်ပြီးတော့နောက်တောင်မုတ်တုံတွေကတော့အားကောင်းရာကနေအလွန်ကောင်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မာကာရန်တရှောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာတခါတရံမုတ်သက်လေးပင်ခြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မုတ်သက်လေးပင်ခြောက်ရောက်စဉ်ရေပြင်မြေပြင်လေပင်ဟာအနောက်နောက်တောင်ဘက်ကနေတနအိ35မိုင်ကနေမိုင်50တိတိုက်ခတ်ပါမယ်။မိုးချက်တွေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရာရိတိုင်းသတင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင် င်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆက်ဆက်ကနေနေရာအနှံ့တောင်မထေကျုံရွာသွန်ပါမယ်။ကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်မြန်မာတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းချင်းပြည်နယ်ကရင်နီပြည်နယ်နဲ့နေပြည်တော်မှာနေရာကွက်ပြီးတော့မူကြည့်ပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းအော်တိုဘာ3ရက်နေ့အတွင်းမလို့သာခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်လယ်ချင်းတွေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာတိုင်းသင်းသင်းကနေတည်ယူတတ်ပြီးတော့နောက်တောင်မုတ်တုံတွေကတော့အားကောင်းရာကနေအားလုံးကောင်းပါရစေ။ပင်လယ်ပြင်ချင်းတွေကတော့မာကာရန်တခြားနယ်ကမ်းလောပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာအနောက်နောက်တောင်ဘက်ကနေတနအိုင်ကို30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။